ဟယ်လိုဝါလုံးမင်္ဂလာပါဖူဝမချင်းကနေကြိုဆိုပါရစေဒီနေ့ညအရှင်ပြိုင်ကစားကြမယ့် Champions League ပွဲစဉ်ဒီထဲမှာ Club Brugge နဲ့ Arsenal တို့လည်းအရှင်ပြိုင်ကစားကြပါမယ်ဆိုတော့ဒီပွဲနဲ့ပတ်သက်လို့ပွဲပြီးအကျိုးလေးကျွန်တော်သာ sorry ပွဲကြိုလေးကျွန်တော်ပြောကြည့်အောင်ဆိုတော့အာဆင်နယ်ကတော့လက်ရှိ Champions League မှာအကောင်းဆုံးအသင်းဖြစ်ကျွန်တော်ဇက်လက်ရက်တည်နေပြီးတော့အဆင့်တက်မှာကျွန်တော်ရက်တည်နေသေးပဲ ဆိုတော့ကျွန်တော်ညာကဆိုလို့ချင်းတချို့အသင်းတွေ ကစားပြီးသွားကြပြီ။ဒါပေမဲ့လို့အာဆင်နယ်ကိုကြော်ပြီးတော့အဆင့်ရက်တည်နိုင်တဲ့အသင်းမရှိသေးဘူး။ဆိုတော့သူတို့နဲ့အရှင်ပိုင်ကစားမဲ့ Club Brugge ကတော့ဒါအဆင့်29မှာရှိနေတယ်။ Champions League ၅ပွဲကစားပြီးတဲ့အနေအထားမှာသူတို့ဟာနိုင်ပွဲ၃ပွဲပဲယူထားနိုင်တယ်လို့တပွဲတည်ရေ၃ပွဲရှုံးပေါ့။တိုက်စေကအဲ့ဒီ၅ပွဲမှာ၃ဂိုးပဲရထားတယ်။ဆိုတော့၈ဂိုးကျွန်တော်ရထားတယ်။ခန်စေက၃ဂိုးရီသူတို့ပြီးထားရတယ်။ ကလပ်ဘရီရဲ့နောက်ဆုံး Champions League ၅ဘွဲကိုကျွန်တော်ကြည့်တဲ့အခါ၃ဘွဲရှုံ၃ဘွဲတည်ပေါ့နော်အဲ့ဒီတကမှနောက်ဆုံး၄ဘွဲမှာလုံးဝနိုင်ဘွဲကျွန်တော်ရမထားသေးဘူးသူတို့ဒီရာဒီ Champions League campaign ပထမဆုံးဖွင့်တဲ့ဘွဲမှာပဲကလပ်ဘရူကကျွန်တော်နိုင်သေးတာ Channel ဘွဲစီနေအကုန်လုံးကျွန်တော်ပေါ့နော် Channel ဘွဲစီနေအကုန်လုံးကျွန်တော်တည်ကြတယ်ပြီးရှုံးတယ်ဆိုတော့ရလက်တည်နေဆိုတော့ဒီပုံစံမျိုးနဲ့ Arsenal ကိုလက်ခံကစားဘူးကတော့မလွယ်ပါဘူးဒီဘွဲကလည်းပဲကျွန်တော်ထူးထူးခြားခြားကြီးတိတ်တောင်မှပြောစရာမလိုခဲ့ဘူးပေါ့နော်ကျွန်တော်ထင်ကတော့ ဘဏ္ဍကူသွင်းမလဲဟိဆိုတာပဲစောင့်ကြည့်ကြရလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဆိုတော့နှစ်သင်းစလုံးရဲ့ဘောတော့ကျွန်တော်ရလတ်ဒီအနေထားတွေကျွန်တော်လက်ရှိဖော်မနီကိုကြည့်ရရင်ကလပ်ဘရူးကတော့ချန်ပီယံစလိခုနကပြောသလိုပဲနောက်ဆုံးသာ၅ပွဲမှာဆို၃ပွဲရှုံးထားတယ်တပွဲတည်းတပွဲနိုင်ထားတယ်။ဒါပေမဲ့ပြိုင်ပွဲစုံနောက်ဆုံး၆ပွဲမှာဆိုလို့ရှိရင်တော့သူတို့ဟာ၄ပွဲရှုံးပြီးတော့၂ပွဲနိုင်ထားပါတယ်။ဆိုတော့သူတို့ရဲ့ပြည်တွင်းမှာတော့အစင်ကပြည်သူဖြစ်နေပြီမဲ့လို့အာဆင်နယ်လိုအသင်းမျိုးနဲ့ကစားမယ့်ခါမှာပြိတ်ပြီးတော့ တို့တွေတားဆီးနိုင်မယ့်အခြေအနေမျိုးရှိရလို့မထင်ဘူးပေါ့နော်အဲနောက်တစ်ခုကကျွန်တော်တွေနဲ့အာဆနယ်ရဲ့ချန်ပီယံစ်လိမှာဆိုရင်တို့၅ဘွဲမှာ၅ဘွဲစလုံးအနိုင်ရထားတယ်ပြိုင်ပွဲဆိုနောက်ဆုံး၆ဘွဲမှာတော့အာဆနယ်ကအမှတ်တွေစပြီးတော့ယော့တာမျိုးမြင်လာရပြီအဲဒါအပြင်နောက်ဆုံး၆ဘွဲမှာဆိုရင်အာဆနယ်က၃ဘွဲပဲနိုင်ထားပါတယ်၃ဘွဲပဲနိုင်ထားပါတယ်၂ဘွဲတည်ကြပြီးတော့၁ဘွဲရှုံးနေထားပါတယ် ဆိုတော့ဒံယံပြဿနာတွေကိုကျွန်တော်ကြည့်တဲ့အခါအာဆင်နယ်မှာဒံယံပြဿနာကြီးကြီးမားမားနဲ့ယင်ဆိုင်နေရတယ်ပေါ့နောက်တန်းမှာဆိုလို့ရှိရင်ဝီလျံဆလီဘာတို့ဂါဘရီယဲတို့เนาะပြီးရင်ခရစ်စတီယန်မော့စကီရာတို့ဒီဆာမာတွေလုံးဝပါဖို့မရှိသလိုကလာဖီယိုတွေကလည်းအက်စတိုမီလာနဲ့ပွဲမှာဆိုလို့ရှိရင်ထွက်ကျိုးထွက်ကျိုးနဲ့ပေါ့เนาะကျွန်တော်တို့လူသားလဲတာကျွန်တော်တွေ့ရတယ်ဆိုတော့ဒီဆာမာတွေအကုန်ပါဖို့မရှိပါဘူးအဲ့တော့ကျွန်တော်တို့နေလူးစ်ကယ်လီကျွန်တော်တို့ပါမယ်ပြီးရင်ဂျူရီယယ်တင်ပါဘန်ဝိုက်တို့ကျွန်တော်ပါဖို့ရှိပြီးတော့ ဟိုပါဟင်ကပီယန်နဲ့ကျွန်တော်ရှိမယ်ပေါ့သူတို့မှာနောက်ဆုံးဒီအရန်အရန်ကစားမားတွေပဲကျွန်တော်ရှိပါတော့တယ်ဆိုတော့အာစနီမှာခန်စစ်ပြည်တနာတွေဒန်ယာပြည်တနာတွေတောက်လျှောက်ကြုံနေရတယ်ပေါ့နော်ဆိုတော့ကွင်းလယ်မှာတော့ဒဂန်ရိုက်စ်ကလည်းဖျားတဲ့ဝေဒနာခံစားနေရတယ်လို့ကျွန်တော်ကြားထားရတယ်ဒါပေမဲ့လို့ဒီပွဲမှာအချင်းကြီးကောင်းလိမ့်မယ်လို့ကျွန်တော်ထင်နေပါဖို့ပေါ့နော်အဲဒါအပြင်မီကယ်မယ်ရီနိုတို့ပြောရှင်ကျွန်တော်ဒါဇူဘီမီနီတို့လိုကစားမားတွေရှိသေးတဲ့အချင်းကြီးမျိုးပါလူငယ်ကစားမားလေးဖြစ်တဲ့မက်ခ်ဒေါမန်ကတော့ အင်ဂျူရီပြဿနာကြုံသွားတယ်အဲ့ဒီတော့သူတို့အနေနဲ့ပေါ့နော်ဒါနောက်ထပ်လူစားတို့ခေါ်လာတဲ့ကစားမတွေကျွန်တော်တို့ရှိတယ်အာဆင်နယ်ဘက်ကအဲ့တော့ထင်ပါတယ်ကျွန်တော်တို့ဒီခံစစ် ပြဿနာကတော့အာဆင်နယ်ရဲ့စိတ်အပူရာဆုံးပဲဇန်နဝါရီကတော့တက်ပြီးတော့ပြဿနာသူတို့မရှိဘူးပေါ့လူစင်းမှာဆိုလို့ရှိရင်အာဒီတာဒိုင်ယာပြဿနာတွေကြုံလာရတယ်ဆိုတော့ဒီလိုမျိုးပွဲစဉ်တွေအနိုင်ရအနိုင်ရလက်ရဖို့အတွက်အချိန်ကြီးကောင်းနေဆိုတော့ပွဲစဉ်တွေမှာအနာပေးတဲ့လူတို့ရှိလားမလားပေါ့ဒါကတော့တိုက်စစ်မှာဆိုလို့ရှိရင် စာကာကိုအနာပြီးတော့အနာပေးပြီးတော့နန်နူမာရဝကီကိုတုံးလာတာမျိုးပေါ့ပြီးလို့ရှိရင်ကျွန်တော်တို့ဒီနေခရစ်စတန်နိုဂါရူဘာလို့ကိုဒီလိုပွဲမျိုးမှာအခွင့်အရေးပေးတာမျိုးတွေပေါ့နော်တိုက်စစ်မှာဗစ်တာယိုဂရက်စ်ကိုမယ်ရီနိုကိုကြော်ပြီးတော့တုံးလာတာမျိုးတွေပေါ့ဒါမျိုးတွေကျွန်တော်တွေ့ရမလားပေါ့ပြီးလို့ရှိရင်လည်းပဲဟိုတနေ့ကအက်စတိုမီလာနဲ့ပွဲမှာချီပါကိုတကူပြန်သွင်းပြီးတော့ကျွန်တော်ကလူသားပြန်လဲခံရတဲ့ဟိုတောင်မန်ကစားမဖြစ်တဲ့ထရော့ဆာနေရာမှာမာတီနယ်လီကိုတုံးလာတာမျိုးတွေပေါ့ဒါမှအဇီရိုပါလို့လည်းကျွန်တော်ရှိတယ်အဲ့တော့ဘယ်လိုပြောမလဲဒီအာတီတာနဲ့ ကျွန်တော်ဒီအားပါလဲအာဆင်နယ်အတွက်ကဒီပွဲကဘယ်နဲ့ဂိုးသွင်းမလဲပဲစောင့်ကြည့်ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်။နောက်တစ်ခုအကြီးကျွန်တော်နေစိတ်ပူစရာကောင်းတာအကြီးစောင့်ကြည့်စရာကောင်းတာကအာဆင်နယ်ကစားမရရဲ့ mentality ပေါ့။ဒါကပြီးခဲ့တဲ့၃နှစ်စလုံးကိုပြန်ကြည့်ရင်အဓိကအဲ major trophy တွေမရတဲ့အချိန်မျိုးမှာအဲ့ဒါကြီးကမေကွန်းတစ်ခုပြည့်ရှိနေတော့မယ်။ အရန်ကျွန်တော်တို့ဒါတရားဒီလိုနီးပါကျွန်တော်ကောင်းလာတယ်ဒါပေမဲ့လို့သူတို့ကိုအမှတ်ရော့စီမဲ့အခိုက်တဲ့နေနဲ့လဲကျွန်တော်ကြုံရောဇာမားတွေဟာနောက်ပွဲတွေမှာအကုန်တိုင်ပက်ပြီးတော့ collapse ဖြစ်သွားပြီးတော့ရလက်တီဘာမှမယူနိုင်တော့ဘဲနဲ့တိုင်ပက်လာပြီဆိုတော့ဒီဘာကြောင့်ကျွန်တော်ဒါကိုထည့်ပြောလေးဆိုတော့ club brune ပွဲမှာတော့ arsenal ရဲ့ဘောနော်ဟိုတိတ်ပြီးတော့ခက်ခဲလိမ့်မယ်လို့မထင်ပါဘူးဒါပေမဲ့လို့ aston villa နဲ့ပွဲမှာသူတို့ရှုံသွားတယ်နောက်ဆုံး minute မှာသူတို့ရှုံသွားတာနောက်ဆုံး minute မှာသူတို့ရှုံသွားပြီးတော့သူတို့ဒီ လို့ပြောလဲမန်ချက်စတာစီးကပေါ့နော်သူတို့အမှတ်ဖြတ်ထားတဲ့အချိန်ကြီးကနေပြီးတော့လက်ရှိမှာနှစ်မှတ်ပဲကွာတော့တဲ့အချိန်ကြီးကိုရောက်လာပြီချန်ပီယံစိတ်မှာကတော့အကောင်ဆုံးဖြစ်နေတော့မယ်ဒါပေမဲ့လို့ဒဏ်ရာပြဿနာကြီးတောက်လျှောက်ကြုံနေရပြီးတော့သူတို့ရဲ့အဓိကတာဂက်ဖြစ်တဲ့ပြည်တွင်းလိဂ်မှာဆိုလို့ရှိရင်အဲ့လိုကြုံလာရပြီဆိုတော့ကစားမတွေရဲ့ mentality ဘိုင်းဒီမှာဘယ်လောက်ထိကြလာမလဲပေါ့ဒါမှမဟုတ်အဲ့ဒီလိုမျိုးသူတို့ကိုစိန်ခေါ်နိုင်တဲ့အခိုက်အတန့်တွေသူတို့ကိုကျွန်တော်ပေါ့နော်ဟိုတိုင်ပတ်အောင်လုံနိုင်တဲ့အခိုက်အတန့်တွေကြုံရတဲ့အခါမှာအရင်ရာသီလိုမဟုတ်တော့ဘဲနဲ့ကြောင်းမြန်ပြန်ပြီးတော့လှုပ်ပြရင် နိုင်ပွဲဒီဇက်တိုက်ပြိုင်ပွဲစုမှာပြန်ယူပြနိုင်မလားကျွန်တော်ပရီးမီးယားလိမာကသူအမှတ်ကြီးယော့လာပါပြီအာဆင်နယ်ကပရီးမီးယားလိမာအမှတ်ကြီးကျွန်တော်ယော့လာပါပြီနော်ဒါဟာလုံးဝမေကွန်ထုတ်စရာအခြေအနေမျိုးတွေစိတ်ပူစရာနေထိုင်မှုတွေကျွန်တော်ဖြစ်လာပြီဆိုတော့အခုဆိုလို့ရှိရင်ကျွန်တော်တို့ဒီပွဲမှာအာဆင်နယ်တော့နိုင်ပွဲထက်ပြီးတော့ယူနိုင်လေဦးမလို့ကျွန်တော်ထင်တယ် 3z တွေ 2z တွေเนาะဒါ14တွေဖြစ်ကောင်းဖြစ်လိမ့်မယ်လို့13တွေဖြစ်ကောင်းဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ကလပ်ဘရူရဲ့ကျွန်တော်ပေါ့နော်တိုက်စစ်ကအာဆင်နယ်ခံစစ်တန်ရပြဿနာကြုံနေအောင်တော့အဲ့လောက်ကြည်ဒုက္ခပေးနိုင်လိမ့်မယ်လို့ကျွန်တော်မထင်ဘူးလက်ရှိအပြောင်းလဲတွေအများကြီးလှုပ်လို့ရတဲ့အာဆင်နယ်တိုက်စစ်ကကလပ်ဘရူကိုမနိုင်စရာအကြောင်းလဲရှိတယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်ကြေလို့ကြားထဲမှာမထင်ထားတဲ့အနီးကပ်တွေပါတယ် ုံခဲ့ရတာကလွယ်ရင်ပေါ့လေဆိုတော့အာဆနယ်ဟာလက်ရှိပရီးမီးယားလိမှာဆိုရင်အဆင့်တက်မှာဆက်ပြီးတော့ရက်တီစေပါဒါကိုသူတို့ဆက်ပြီးတော့ထိန်းထားနိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဂူပြက်နိုင်ပွဲတွေကိုအာဆနယ်စီကနေတွေးရလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဒီကတော့ဒီပွဲနဲ့ပတ်သက်လို့ဘယ်လိုမြင်ကြပါလဲဆွေးနွေးကြပါအောင်အားလုံးကိုချစ်တင်များကြီးတင်ပါတယ်